နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်အနေနဲ့ငလျင်တန်းခံထားရတော့လေကာကွယ်ဆိုင်ရာလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပြီးဆက်လက်ပြီးတော့စစ်တိုက်သွားမယ်ဆိုတဲ့အကြောင်းကိုအကြံဖတ်ခေါင်းဆောင်မင်းအောင်လိုင်ကကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ငလျင်ဘေးဒဏ်ကူညီရေးငွေလူတန်းမှုများလက်ခံပွဲမှာ အချက်မဲ့စစ်ခေါင်းဆောင်မင်းအွန်လိုင်းကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။လူတို့အစိုးရထံကနေပြီးတော့အာဏာကိုလက်နက်နဲ့စစ်အာဏာသိမ်းယူခဲ့တဲ့မင်းအွန်လိုင်းကလက်ရှိနိုင်ငံရေးအရာဖြစ်ပေါ်လာတဲ့ပြဿနာများကိုအကြမ်းဖက်တဲ့နီးလန်းနဲ့ရွေးချယ်ခဲ့ကြတဲ့အတော့ စစ်တပ်အနေနဲ့ချမှတ်ထားတဲ့လုပ်ငန်းစဉ်များအတိုင်းဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်အထူးသောတိုင်းဒေသလက်နက်ကိုင်အဖွဲ့များအနေနဲ့လက်ရှိအခြေအနေမှာတိုက်ပွဲပေါ်ဆောင်ခြင်းမရှိတော့လဲတိုက်ခိုက်မှုများကိုဆက်လက်ပြီးတော့လှုပ်ဆောင်ရန်အတွက်စုဖွဲ့ခြင်းလေ့ကျင့်ပြင်ဆင်ခြင်းများလှုပ်ဆောင်နေတာကိုမိမိတို့အနေနဲ့သိရှိပြီးတော့အခုလိုမျိုးဆောင်ရွက်ခြင်းဟာလည်းတိုက်ခိုက်နေခြင်းဖြစ်တဲ့အတွက်လိုအပ်တဲ့ကာကွယ်ဆိုင်ရာလုပ်ငန်းများကိုဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့အချက်မဲ့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်ငလျင်ဘေးဒဏ်ကြောင့် NUG ကနှစ်ပတ်အပြည့်ခတ်ရပ်ဆဲမယ်လို့ကြေညာထားမှုကို၎ 刚的西江突破表述给微龙，使得奶奶面对灾难，奶奶可以不看怕吗？ ဥစွာတိုက်ခိုက်ခဲ့ခြင်းမရှိဘဲ၎င်းတို့လည်းရောက်တိုက်ခိုက်မှသာလျှင်လိုအပ်တဲ့တုံ့ပြန်မှုများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။မက်စလာ28ရက်နေ့ကမန္တလေးနဲ့စကိုင်းမြို့ကိုဗဟိုပြုတဲ့ပြည်အား9.8အဆင့်ရှိတဲ့ငလျင်ကြီးလောက်ခတ်ပြီးတဲ့အချိန်ကလေးကစစ်တပ်ကတိုင်းနဲ့ပြည်နယ်များကနေရာ၅ခုကိုလည်းစစ်ကောင်စီကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နောင်ချုံမြို့နယ်၊ကံကြီးကျေးရွာ၊နောင်လင်ကျေးရွာ၊ကရင်ပြည်နယ်၊ KNU တပ်မဟာ9နယ်မြေမှာရှိတဲ့လေးဝါကျေးရွာ၊စကိုင်းတိုင်းချောင်းမြို့နယ်၊နွယ်ခွေကျေးရွာနဲ့ စစ်တောင်းမြေအရှိတ်ကံဖြူးမြုံနယ်ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုများအလုံးဟာငလျင်လောက်ခတ်ချိန်နဲ့လောက်ခတ်ပြီးနိုင်ရီပိုင်းအကြမ်းမှာစစ်ကောင်စီကအရက်သားပြည်သူများရှိရာနေရာများကိုအကြမ်းဖက်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မက်စလာ30ရက်နေ့ညနေ9:00ကျော်အချိန်ကလည်းကြော့ဖြူမြုံနယ်ကုလပါကျေးရွာကိုဒညဝတီရေတက်က drone တစ်စီးနဲ့ဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါဗျ။ကုလဘာချေးရွာအနောက်ဘက်ချမ်းကိုဘုံကျဲရောက်ပောက်ခွဲခဲ့ပြီးတော့နေအိမ်တချို့နဲ့ဆိုင်ကန်းတစ်ခုလည်းပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။မက်စလာ30ရက်နေမှာလဲပေါ့မြုံနဲ့ကပ္ပစ24ကစစ်တပ်ကစနိုက်ပါနဲ့ချောင်းချောင်းပစ်ခတ်ခဲ့ရာပေါ့မြုံနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပကဖရဲဘော်2ဦးနဲ့ကျောင်းစီအား2ဦးကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။မက်စလာ31ရက်နေ့မနက်6နာရီကမှညောင်ရွှေမြို့နယ်အေးလေးဒေသတောင်ပိုင်းမှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တပ်တို့က drone လက်နက်ကြီးများနဲ့ရှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူတွေရဲ့နေအိမ်နှလုံးပျက်စီးခဲ့ရတယ်လို့သိရပါဗယ်။အလားတူပဲမက်စလာ31ရက်နေ့ညနေ6:00နာရီခန့်မှာလဲ6ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူတွေရဲ့နေအိမ်တစ်လုံးထိမှပျက်စီးခဲ့ရတယ်လို့သိရပါဗယ်။မက်စလာ31ရက်နေ့ညနေ9:54မိနစ်ခန့်မှာစင်ကူးမြို့နယ်လက်ပံလာရွာကိုအကြမ်းဖက်ဆက်တက